ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့အရန်စားလို့ကောင်းပြီးတော့လောရလောကူရဲ့မိုဘိုင်းတောင်လေးကိုအိမ်မှာလွယ်လောက်စားဖြစ်တာနဲ့လုံနီလေးကိုလမ်းမြောက်ပေးတာဖြစ်ပါတယ်ဝယ်စားရတာထက်ဆိုင်ကိုယ့်အိမ်မှာလောက်စားရဆိုတော့မြင်းများလဲစားရပြီးတော့တန်းတန်းရှင်းရှင်းလဲစားရပါတယ်နှမ်းလော်အနမ်းမွမွေးလေးရဲ့အုံဒီဘက်ချူချူလေးရဲ့နဲ့အရန်စားလို့ကောင်းတဲ့မိုဘိုင်းတောင်လုံနီလေးကိုသိချင်တဲ့ဆိုရင်တော့ဆွေးရဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦးနော် မိုးပိုင်နာလို့ဖို့အတွက်အရင်ဆုံးတော့ဆာမွန်ကိုဟင်းခတ်စွန်ကြီးနဲ့သုံးစွန်နဲ့တဝက်စာထည့်ပါမယ်။ကောက်ညင်မုံလေးကိုတော့ထမင်းစားစွန်နဲ့နှစ်စွန်မောက်မောက်လောက်ရောထည့်ပေးလိုက်ပါမယ်။ရသလေးလေးနဲ့နေအောင်လို့စားလေးလေးတစ်စွန်လောက်ထည့်ပါရယ်။ပြီးရင်တော့အမုံတွေအားလုံးကိုတမတော်အောင်လို့မွေထားပေးလိုက်ပါမယ်။ရေကိုတော့လိုသလောက်ပဲနည်းနည်းစီထည့်ပြီးတော့နေသွားပေးပါမယ်။ဆူရောရေများသွားရင်ဒီမုတ်နှစ်ကတအားပြေးပြီးတော့မုတ်လို့ရတာအဆင်မပြေတာမလို့ရေကိုလိုတလောက်နည်းနည်းစီထည့်ပြီးတော့ပဲနေပြီးပါတယ် လဲအိနဲ့နေရတာအဆင်မပြေအောင်လို့သူကတော့လက်လေးနဲ့ပဲတရှာလေးနေထားပြီးလိုက်ပါတယ်။ရေကိုထည့်လိုက်နေလိုက်နဲ့ပဲသူ့ကိုမောက်သားလေးလုံးဝချောညံ့လာတဲ့အထိကိုနေထားပြီးလိုက်ပါမယ်။မောက်သားကအရင်လည်းမပြောအရင်လည်းမပြေပဲနဲ့လက်မှမကတ်တော့တဲ့အခုလိုမျိုးနေထားလို့ဆိုရင်တော့ရပါပြီ။ဒါလေးကိုသူ့ကိုတဝက်စီခွဲပြီးတော့မှအလုံးလေးတွေလုံထားပြီးလိုက်ပါမယ်။ တကယ်လို့ဆမ်မုံအနှစ်ကများတဲ့ဆိုရင်တော့နှလုံးမဲမဟုတ်ပဲသုံးလုံးလောက်ထိခွဲပြီးတော့လုံထားပြီးလိုက်ပါလုံထားပြီးသားအလုံးလေးတွေကိုတော့ရင်းနှီးပွက်ပွက်ဆူရဲထဲမှာ2မိနစ်3မိနစ်လောက်ထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ဒါမှမုတ်ပိုင်းနောက်လေးကချောချောညံ့ညံ့လေးဖြစ်ပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ကဲဆူလို့အဖုံးလေးအုပ်ပြီးတော့10မိနစ်5မိနစ်လောက်ပြုတ်ထားပြီးလိုက်ပါမယ် ကဲဆိုလို့ရှိရင်တော့ဆိုတာလေးကိုရေထဲကနေဆယ်ပြီးတော့မှအေးခဏပေးလိုက်ပါမယ်။အရန်ပူရင်လည်းနေရတာအဆင်မပြေတာမို့လို့လုံးဝအေးတော့မှပဲနေပေးပါမယ်။အရင်ဆုံးတော့အေးခံမှုရတဲ့ဇွန်လေးနဲ့ခြေထားပေးလိုက်ပါမယ်။မြင်မြင်အေးတော့အောင်လို့ပါ။ဒီတော့သူ့ရဲကိုထမင်းစားစွန်းနဲ့စီနှစွန်းသုံးစွန်းလောက်ထည့်လိုက်ပါမယ်။စီထည့်ပြီးတော့နေမှာပဲဒီမုန်လီကချွတ်ချွတ်ညံ့ညံ့လေးဖြစ်ပါတယ်။ကဲပြီးပြီဆိုရင်တော့သူ့ကိုနည်းနည်းလေးပူသေးတယ်ဆိုပေမဲ့လည်းဖြည်းဖြည်းချင်းစီပဲနေသွားပေးလိုက်ပါမယ်။မောက်သားလေးလုံးဝချောညံ့လာတဲ့အထိကိုပြင်ပြီးတော့နေပေးပါမယ်။ ဒီလိုနေထားရောက်ပြီဆိုလို့ရှိရင်တော့သူတို့ကတိတိလေးယူပြီးတော့မှမိုဘိုင်းနောက်လေးတွေလောက်ပါတော့မယ်ဆမ်မောင်းနှစ်လေးကိုနည်းနည်းယူပြီးတော့မှလက်ပေါ်မှာအခုလိုမျိုးလေးတွေတတိလေးဖြစ်သွားအောင်လှိမ့်ပြီးလိုက်ရရသွားပါပြီ။ ပြီးရင်တော့ B မုံလုံးဖို့အတွက်လည်းမုံလုံးလေးယူပြီးတော့မှခက်လုံးလုံးလေးဖြစ်သွားအောင်လုံပေးမယ်ပြီးရင်တော့ B အတန့်ပေါ်မှာအခုလိုမျိုးလေးပြားပြီးတော့မှလက်လေးနဲ့ဆွဲယူပေးလိုက်မယ်ဆိုလို့ရှိရင် B မုံလေးလည်းရသွားပါပြီသူတို့ကြံနေသေးတဲ့အားတွေအကုန်လုံးကိုအခုလိုမျိုးလေးပဲလှုပ်ထားလိုက်ပါတော့မယ်သူကလှုပ်ရတာတော့နည်းနည်းလေးလက်ဝင်နေဆိုပေမဲ့အိမ်မှာလှုပ်စားတာဆိုတော့တနက်ရှင်ရှင်နဲ့စားရပါတယ်သူတို့ယူနေဖို့ဘက်ဆိုအောင်တည်ပြီးပြီဆိုရင်တော့သူ့တွေကိုအနံ့လေးမွေအောင်ဆုံးမွေရက်လေးထည့်ပါမယ်ပြီးရင်တော့မိုဘိုင်းနောက်လေးတွေကိုကြက်သွားတဲ့အထိမိနစ်20ရာနေပြီးတော့30လောက်အထိကိုပေါင်းထားလိုက်ပါမယ်။ မောပေါင်းနာတော့မှာသူတို့တပတ်ကနေပြီးတော့နှမ်းလော်လေးလာပြင်ဆင်ပေးပါမယ်။ပိုးတဲ့ကိုနှမ်းလေးထည့်ပြီးတော့မှာစားလေးလက်ထည့်ပါမယ်။စားငငန်လေးနဲ့ဆိုတော့မောပိုင်းနောက်လေးကပို့ပြီးတော့စားလို့ကောင်းပါရဲ့။ကဲဆိုဒါလေးကို2မိနစ်3မိနစ်လောက်လော်ပြီးပြီဆိုလို့ရှိရင်တော့လုံးဝညက်သွားတဲ့အထိကိုထောင်းနာပြလိုက်ပါမယ်။တကယ်လို့နှမ်းအမဲကိုသုံးကျင်နေဆိုလို့ရှိရင်လည်းနှမ်းအမဲလေးကိုစားလေးနဲ့လှော်ပြီးတော့မှအခုလိုမျိုးလေးထောင်းနာပေးကျင်လည်းရပါတယ်။ကဲဆိုလိုပေါင်းနာလေးလည်းချက်ပြီးဆိုတော့မိုဘိုင်းနောက်လေးကတော့စားဖို့စင်နေဖြစ်နေပါပြီ ချွေရဲ့ channel ကနေပြီးတော့အခုလိုမျိုးဟင်းချက်နီမုံလုံးနီဗီဒီယိုလေးတွေကိုဇလိုက်တင်ပြနေရဖြစ်လို့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်။ဗီဒီယိုလေးတင်တိုင်းကြည့်ရဖို့အတွက်ဘီနာကခေါင်းလောင်းလေးကိုလည်းနေခဲ့ဖို့မေးနေအောင်နော်။ကဲဆုလို့စားဖို့အတွက်ပကံနဲ့ထည့်ပြီးပြီဆိုလို့ရှိရင်တော့မုံလေးတွေမကတ်သွားအောင်လို့စီရင်နဲ့ငယ်ဆန်ပေးလိုက်ပါမယ်။ ထောင်းထားတဲ့နှမ်းလောင်မွေးလေးကိုခက်မြမြလေးဖြူးဖြူးဆိုရင်တော့ဆူရအပေါ်ကနေပြီးတော့အုံတိဘက်လေးကိုလည်းခက်မြမြလေးအုပ်ပြီးလိုက်ပါမယ်။ကဲဒါဆိုရင်တော့အရန်ဆက်လို့ကောင်းတဲ့မိုဘိုင်းနောက်လေးရတော့ပြီးတော့ပါပြီ။ဆူလုပ်ပြရတဲ့အချိုးစားလေးရဆိုရင်၃ရောက်၄ရောက်လောက်အဝဆောက်လေးရပါတယ်။ဆေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့တော်တယောက်ရှင်နေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးမကြပါမယ်။ကျေးဇူးပါ။